ဟယ်လိုမင်္ဂလာပါနေကောင်းကြမှာကြပါရဲ့လားရှင်ဒီနေ့ဖို့တော့အခွင့်အကြောင်းလေးတွေပြောပြပေးသွားမှာဖြစ်ပါတယ်เนาะပထမအဦးဆုံး Ace of Cups ပုံလေးကိုကြည့်လိုက်တာ ਨੇ ဘာအမြင်ရလဲဆိုတော့တိန်းလေးကနေလက်တစ်ဖက်ထွက်နေတယ်အဲ့ဒီလက်ပုံမှာခွက်ကလေးတစ်ခွက်တင်ထားပြီးတော့ခွက်ထည့်ရရေတွေကစီးကျနေတဲ့ပုံစံမျိုးလေးပေါ့เนาะဆိုတော့သူကဘာကိုပြကျင်လဲဆိုတော့ဒီလူတွေဟာသူတို့ကို ဒီစက်ကြာဝရာကြီးကပေးထားတဲ့သူတို့ရဲ့အစွမ်းအင်တွေကိုအသုံးချပြီးတော့သူတို့ဟာဒီလောကကြီးနဲ့စက်ကြာဝရာကိုချိတ်ဆက်ပေးနိုင်စွမ်းရှိတဲ့လူစားမျိုးတွေတဲ့အဲ့တော့ဘလို့လူတွေမှာတွေ့နိုင်နေဆိုတဲ့အခါကျတော့စိတ်ပညာကုတုံးရှင်တွေဟီလာတွေအဲ့လိုပုံစံမျိုးတွေမှာသူတို့ကိုတွေ့နိုင်နေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကနဲ့စက်ကြာဝရာကိုချိတ်ဆက်ပေးနိုင်စွမ်းရှိတဲ့လူစားမျိုးတွေလို့သူကပြောကျင်တာပေါ့နော် ါတိကလေးရဲ့အတိတ်ပဲပေါ့သဘာဝကပေးထားတဲ့စွမ်းအင်တွေရှိမယ်လောက universe ကပေးထားတဲ့စွမ်းအင်တွေရှိမယ်အဲ့ဒါနဲ့သူဟာဒီလောကကြီးကိုလှပအောင်သူ့ရဲ့ပညာတွေစွမ်းအင်တွေကိုစီးဝင်နိုင်စွာရှိတဲ့ပုံစံမျိုးပေါ့နော် yes or no ကနဲ့ပြောရမယ်ဆိုရင်ဒီကတ်က yes ကတ်လို့ပြောရပေါ့ခွက်နှစ်ခွက်ပုံစံလေးကိုကြည့်လိုက်တာ ਨੇ သိတာတွေပေါ့နော် လူနှစ်ယောက်ခွက်တစ်ခွက်စီကင်ထားပြီးတော့အပြန်လှန်ပေးနေတဲ့ပုံစံမျိုးပေါ့လူမလည်းသူကအမျိုးသားနဲ့အမျိုးသမီးကိုပေါ်ညွှန်းထားတယ်ဆိုတော့ဒီကတ်ကိုကြည့်လိုက်တာနဲ့သူဟာဘာကိုပြလဲဆိုတော့အပြန်အလှန်တို့တဟဇာတတို့သူကအဲ့ဒါမျိုးပုံစံမျိုးပြတယ်ပေါ့နော်။ကဏ္ဍအသီးသီးမှာသူကအမြဲတမ်း balance ကိုပြပြတယ်ပေါ့နော်။တဦးနဲ့တဦးနားလည်နိုင်စွမ်းရှိမှုတွေတဟဇာတရှိမှုတွေဒီစွမ်းအင်ကို ူတို့ရဲ့အဲ့ဒီစွမ်းအင်တွေအသုံးချပြီးတော့သူက balance ကိုပြရတဲ့ကပ်ဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီကပ်ရဲ့ yes on no မှာလည်းသူဟာ yes ကပ်ဖြစ်တယ်ပေါ့ဒါကခွက်၃ခွက်ကြီးလိုက်တာ ਨੇ ဒီမှာလူ၃ယောက်ခွက်၃ခွက်ကိုမြှောက်ပြီးခြင်ထားတဲ့ပုံစံခုနဒီခွက်ကလူ၂ယောက်ဒီခွက်ကလူ၃ယောက်လူ၂ယောက်ဖြစ်တဲ့အတွက်သူဟာပြန်လှန်သဟာဇာတာကိုပြတယ်လူ၃ယောက်ဖြစ်တဲ့အတွက်သူဟာ ိလုံးညီညွတ်မှုနဲ့အောင်မြင်ခြင်းတွေကို ပြတဲ့ကပ်ဖြစ်တယ်ပေါ့နော်ဘယ်ကိစ္စမစိုးဘယ်ရာမစိုးဘယ်ကဏ္ဍကိုမစိုးသူဟာစူပေါင်းလှုပ်ဆောင်ခြင်းမှသာအောင်မြင်မှုတွေကိုရနိုင်တဲ့ပုံစံမျိုးရနိုင်တဲ့လူစားမျိုးတွေပေါ့နော်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ငွေကြေးမှာပဲဖြစ်ဖြစ်သူတို့ဟာစူပေါင်းဆက်ပေါင်းလုံမအောင်မြင်မှုကိုရနိုင်တဲ့ပုံစံမျိုးတွေကိုပြတယ်ပေါ့နော်အချီးရိုး relationship တို့မှာဆိုလို့ရှိရင်လည်းသူဟာ ေါင်းသင်းမိတ်ဆွေတွေနဲ့ဆက်ဆက်နေတဲ့လူစားမျိုးအဲ့ဒီပုံစံမျိုးတွေကိုပြရတယ်ပေါ့ပေါင်းသင်းမိတ်ဆွေနဲ့ relationship ဖြစ်သူဖြစ်နေတာမျိုးတွေအဲ့ဒီဟာမျိုးသူကပြရတယ်စူပေါင်းဆက်ပေါင်းပုံစံမျိုးသူကပြရတယ်ပေါ့နော် yes or no မေးခွန်းကိုပြောရလို့ရှိရင်လည်းသူလည်း yes ကဖြစ်တယ်ပေါ့ခွက်လေးခွက်ဒါလည်းပုံလေးကိုကြည့်လိုက်တာနဲ့သိတာတယ်လူငယ်လေးတယောက်ကခွက်တွေကိုထိုင်ကြည့်နေတဲ့ပုံစံဒီတိမ်လေးတွေက ခွက်တစ်ခွက်ကိုလာပေးနေတဲ့ပုံစံပေါ့ဆိုတော့ပြောရလို့ရှိရင်ဒီလူတွေဟာဘယ်နေရာမှ အလုံးမဖြစ်ဘူးလို့ပြောခြင်းနဲ့တဘာဝကြီးကသူ့ကိုအခွင့်အရေးတွေပေးနေတယ်သူ့ရှိမှလည်းအခွင့်အရေးတွေရှိနေတယ်ကံကလည်းသူ့ကိုပေးနေတယ်ဒါပေမဲ့သူ့ဟာဘာမှမလုပ်ဘူးထိုင်နေတယ်စဉ်းစားနေတွေးဝေနေတယ် အဲ့ဒီလိုပုံစံမျိုးကိုသူကပြရတယ်ပေါ့နော်တွေးဝေးနေတယ်မပြတ်သားဘူးအခွင့်အရေးတွေကိုအားကြောင့်သူကလက်လွတ်ဆုံးရှုံးနေတဲ့ပုံစံမျိုးကိုသူကပြရတယ်ပေါ့ကန်တရားကပေးနေတာတော့မှသူ့ရဲ့အရှင်မရှိတဲ့အခါကျတော့သူ့ရဲ့ညံနဲ့ဝရိယကို စိုက်ထုတ်မှုမရှိတဲ့အခါကျတော့ဘာမှဖြစ်မလာတဲ့ပုံစံမျိုးကိုသူကပြရတယ်ပေါ့နော်အဲ့ဒါကြောင့်ယက်စောနိုမီကွန်မှလည်းသူဟာနိုကတ်ကိုပြောတယ်ပေါ့ကနအတီးတီးမှလည်းသူဟာအဲ့လိုတွေးဝင်နေတာတခုနဲ့တင်ပဲ ဘာလုံးမှမဖြစ်ဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်ခွက်ငါးခွက်လူတယောက်ကအနဲ့ရောင်ဝေးယုံခြုံပြီးတော့ခေါင်းကိုငိုက်ဆိုင်ပြီးတော့မှတ်တက်ရနေတဲ့ပုံစံမျိုးပေါ့နော်ကျရော့ကတ်ဒီမှာအနဲ့ရောင်ဟာမကောင်းတာကိုကိုစားပြုတဲ့အရာလို့အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့အတွက်ပေါ့နော်သူအနဲ့ရောင်ဝေးယုံကိုခြုံထားတဲ့အတွက်ဒီလူတွေဟာအစိုးမြဝါဒီတွေဖြစ်တဲ့အပြင်သူဟာကြောက်ခိုင်းထားတဲ့ပုံစံမျိုးကိုပြတဲ့အတွက်သူဟာဘယ် ကဏ္ဍအတီးတီးမှာပေါ့နော်အခြေရေးမှာဆိုရင်လည်းသူဟာမကောင်းတဲ့ relationship တစ်ခုကိုပြီးပြီးတော့အဲ့ဒီကဒဏ်ရာတွေနဲ့ရှေ့ဆက်ဖို့သူကခက်ခဲနေတဲ့ပုံစံမျိုးငွေကြေးမာတွေဆိုရင်လည်းသူဟာမပြေလည်တဲ့ပုံစံမျိုးပြရတယ်ပေါ့နော်ဒါပေမဲ့အကုန်လုံးလားဆိုတော့လည်းမဟုတ်သေးဘူးပေါ့နော် သူ့မှာအခွင့်အရေးတော့ရှိသေးတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ဒီမှာခွက်နှစ်ခွက်ကျန်သေးတယ်ခွက်သုံးခွက်ကလဲနေပြီမဲ့သူ့မှာခွက်နှစ်ခွက်ကျန်နေသေးတဲ့အတွက် ဝကြီးတို့အလုတ်ကိုင်းတို့ဘာတို့မှအဆိုးဝါးဆုံးအခြေအနေလားလို့မေးရင်တော့လည်းမဟုတ်ဘူးပေါ့နော်ခွင့်ရေးမှာငါးပုံမှာသူကနှစ်ပုံတော့သူစူးစမ်းရင်စူးစမ်းနိုင်သလောက်ရနိုင်တဲ့အနေအထားမျိုးရှိတယ်ပေါ့အဓိကသူ့ပုံမှာပဲမူတည်တယ်သူဟာဘာမှအတိတ်ကတန်တန်ချက်တွေနဲ့ဘာမှမလုပ်ပဲနဲ့ဒီလိုအရာအလုံးကိုအဆိုးမြင်ဝါဒီအနေနဲ့ပဲ ရပ်ပြီးတော့ရှေ့ဆက်ဖို့ခက်ခဲနေမှဆိုရင်တော့သူ့အတွက်ကဘာမှဖြစ်လာနိုင်စရာအကြောင်းမရှိဘူးပေါ့နော်အဲ့ဒါကြောင့်ဒီကတ်ကလည်းနိုးကတ်ကိုပြရတယ်ပေါ့ခွင့်ရေးတွေရှိတော့ရှိတယ်နေတယ်ပေါ့နော်မကောင်းတဲ့ကအနေထားကိုပဲပြရတဲ့အတွက်သူဟာလည်းနိုးကတ်ဖြစ်တယ်ပေါ့ခွက်ချောက်ခွက်ကလေးလေးတယောက်ကပန်းနေနဲ့ပြည်နေတယ်ခွက်ချောက်ခွက်ကိုပြထားပြီးတော့ကလေးလေးတယောက်ကလူမျိုးသမီးတယောက်ကိုလက်ဆင့်ကမ်းနေတဲ့ပုံစံမျိုးပေါ့နော် ဒီကကဘာကိုပြကျင်လဲဆိုတဲ့အခါကျသူကသူ့ရဲ့ကလေးဘဝကနေဒီနေ့အထိလက်ဆင့်ကမ်းတည်ဆောင်လာတဲ့ကောင်းတာတွေရောဆိုးတာတွေရောအဲ့ဒီဟာတွေအကုန်လုံးသူကအတွင်းထဲမှာပေါ့နော်အတိတ်တွေနဲ့ပတ်သက်ပြီးတော့သူကညှွန်းကျင်တာပေါ့နော်အဲ့ဒီသူ့ရဲ့အတွင်းထဲမှာရှိနေတဲ့ trauma တွေဒီကောင်းခြင်းဆိုးခြင်းတွေကိုသူကပြစ်စုံပံကိုလက်ဆင့်ကမ်းနေတဲ့ပုံစံမျိုးကိုသူကပြကျင်တာပေါ့နော်အဲ့ဒီခါကျတော့ဒီကက အတိတ်ကိုညှိုးနေအတိတ်ကနေလက်ရှိပစ္စုပန်ကိုလက်ဆင့်ကမ်းသေးဆောင်လာတဲ့ကောင်းခြင်းဆိုးခြင်းတွေကိုသူကကိုစားပြုလဲပေါ့ဒီကကလေးကကဏအတီးတီးမှာလဲသူဟာအမြဲတမ်းအတိတ်နဲ့ဆက်နွယ်နေပြီးတော့ရှိနေတဲ့ပုံစံမျိုးတွေပေါ့เนาะအတိတ်က ကျူစာအထုံးမှုတွေဒါမှမဟုတ်အတိတ်ကဒဏ်ရာနာကျင်မှုတွေအဲ့ဒီဟာတွေကိုလက်ဆင့်ကမ်းသေလာပြီးတော့ပစ္စုပ္ပန်နဲ့ဆက်ဆံနေတဲ့ပုံစံမျိုးကိုသူကပြရတယ်ပေါ့နော်။ရက်စော်နိုမေကိုနဲ့ပတ်သက်လို့ပြောရမယ်ဆိုလို့ရှိရင်တော့သူက yes ကတ်ကိုပြရတယ်တဲ့။ခွက်ခွနှစ်ခွက်လူတယောက်ရဲ့ရှေ့မှာ ခွက်တီးရှိတယ်။အဲ့ဒီခွက်တီးထဲမှာပစ္စည်းမျိုးစုံ ရှိနေတယ်။ယတနာတွေရှိမယ်။တော်တောင်ရည်မြည်တွေရှိမယ်။အောင်မြင်မှုတွေ ကောင်နေမွေတွေဒါကတော့ဘာမှမသိတဲ့အရာမျိုးပေါ့နော် အုပ်ထားတဲ့ဟာမျိုးအဲ့ဒါမျိုးတွေရှိမယ်ပေါ့နော်ဒီအဲ့ဒါကိုဒီလူဟာရွေးချယ်ရခက်နေတဲ့ပုံစံမျိုးဘာလို့သူရွေးချယ်ရမှမသိဘူးသူ့ရဲ့ကောင်းခြင်းဆိုးခြင်းတွေဟာသူလက်တလောဆုံးဖြတ်ချက်ချလိုက်တဲ့ရွေးချယ်မှုအပေါ်မှာပဲမူတည်တယ်ဆိုတဲ့ပုံစံမျိုးကိုပြချင်တာပေါ့နော် ရွေးချယ်ရခက်ခဲနေတဲ့အချိန်ဘေကဏ္ဍမှာမစိုးဆုံးဖြတ်ရခက်ခဲနေတဲ့အချိန်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချရမယ့်အချိန်အဲ့ဒီအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချမာကိုဘယ်ဟာကိုသူချရမလဲဘယ်တခုကိုလောက်ရမလဲဆိုတာသူဟာဝေခွဲမရပဲဆုံးဖြတ်ရခက်ခဲနေတဲ့အချိန်မျိုးတွေကိုလက်တလုံးမှာသူကြုံနေရတဲ့ကဏ္ဍအတီးတီးမှာပေါ့နော်အဲ့ဒီပုံစံမျိုးကိုပြခြင်းနဲ့သူ့ရဲ့ကောင်းခြင်းဆိုးခြင်းဟာပေါ့နော်သူ့ရဲ့ ချလိုက်တဲ့ဆုံးဖြတ်ချက်အပေါ်မှာမူတည်ပြီးတော့ဖြစ်သွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုပြခြင်းနဲ့အတွဲ yes or no မေးခွန်းမှာဆိုလို့ရှိရင် तू ဟာ yes လည်းမဟုတ်ဘူး no လည်းမဟုတ်ဘူး maybe ကဆိုတဲ့သဘောမျိုးကို तू ဟာပြောတယ်ပေါ့နော်ခွက်ရှိခွက်လူတယောက်ဟာခွက်တီအားလုံးကြောက်ခိုင်းပြီးသွားနေတဲ့ပုံစံမျိုးပေါ့နော် तू ဟာလောကကြီးတစ်ခုလုံးနဲ့သူ့မှာရှိတဲ့အခွင့်အရေးတွေအားလုံးသူကကြောက်ခိုင်းပြီးထွက်သွားနေတဲ့ပုံစံမျိုးပေါ့ ဝါသစ်တစ်ခုကိုစားဖို့အနေနဲ့လဲသွားတာလည်းဖြစ်ချင်းဖြစ်နိုင်တယ်။ဒါမှမဟုတ်အရာအလုံးကိုအပီးကြောခိုင်းထွက်သွားတာလည်းဖြစ်ချင်းဖြစ်နိုင်တယ်ပေါ့နော်။ဒါပေမဲ့လက်တလောမှာတော့သူဟာသူ့ရဲ့ရှိရှိသမျှအရာအလုံးကိုလွှတ်ချပြီးတော့ကြောခိုင်းထွက်ခွာသွားတဲ့ပုံစံမျိုးကိုသူကပြတဲ့အတွက်ခန္ဓာအသီးသီးမှာသူဟာအဆင်မပြေမှုတွေကိုပြတယ်ပေါ့။အရာအလုံးကိုသူကလက်မြောက်အရှုံးပေးတဲ့အချိန် လက်လျှော့သွားတဲ့အချိန်အရာမျိုးတွေကိုသူကညွှန်းဆိုခြင်းနဲ့ပေါ့နော်ဘေကာဏအတိအမှမဆိုခြေရေးပဲဖြစ်ငွေကြေးပဲဖြစ်ဖြစ်လုပ်ငန်းကိုင်ငန်းပဲဖြစ်ဖြစ်သူဟာအလုံးကိုလက်လျှော့ပြီးတော့ကြောခိုင်ထွက်ခွာသွားတဲ့အနေအထားမျိုးကိုသူကပြတဲ့အတွက်ဒီကတ်ကရစောနိုမီကွန်မှလည်းသူကနိုကတ်ကိုပြတယ်ပေါ့နော်ခွက်ကိုခွက်ပုံစံကိုကြည့်လိုက်တာနဲ့သိသားတယ်ပေါ့နော် ဒီလူကိုကြည့်လိုက်တဲ့အနေထားအရငွေရေးကြေးရေးပြည်စုံတွေ့ဝတဲ့လူတယောက်ပုံစံမျိုးကိုသူကပြတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒီကဆွဲလို့ကြလာရင်ဒီဟာကာဏအသီးသီးမှာသူဟာကောင်းနေအဆဆအရာရာအဆင်ပြေတဲ့အချိန်ဖြစ်တယ်ငွေကြေးပဲဖြစ်ဖြစ်အခြေရေးပဲဖြစ်ဖြစ်ဒီလုပ်ငန်းကိုင်ငန်းပဲဖြစ်ဖြစ်အရာအလုံးဟာသူ့အတွက်အဆင်ပြေချုံးမွေတဲ့ကာလဖြစ်တယ်ဆိုတာကိုသူကပြတဲ့ပုံစံမျိုးပေါ့အဲဒါကြောင့်ဒီကတ်ကြခဲ့လို့ရှိရင်ဘယ်ကဏမစူး ကောင်းတဲ့အတွက်သူဟာ yes ကဖြစ်တယ်ပေါ့နော်။ခွက်ဆယ်ခွက်သူလည်းအလိုပဲပုံစံကြည့်လိုက်တာနဲ့မိသားစုလေးပျော်ရွှင်ပြီးတော့အေးချမ်းနေတဲ့ပုံစံမျိုးလေးကိုဒီကကခန်းစားချက်ကိုပေးတယ်ပေါ့နော်။ကတ်ကြည့်လိုက်တာနဲ့ပုံပုံလေးတွေကပြတယ်။ဒီမှာရောင်ဝါးတွေထွန်းလင်းနေမယ်။ မိသားစုတွေအဆင်ပြေနေမယ်ကလေးလေးတွေပျော်ရွှင်စွာကနေတယ်ဆိုတဲ့အခါကျဒီပုံမြင်လိုက်တာနဲ့ဒါဟာလဲ yes ကဆိုတာတန်းသိနိုင်တဲ့အပြင်ဒီကဏ္ဍအသီးသီးမှာလဲသူဟာအဆဆရာအဆင်ပြေပျော်ရွှင်နေတဲ့အချိန်မျိုးတွေကိုပြတဲ့အတွက်ဒါ yes ကကောင်းတဲ့ကဖြစ်တယ်ပေါ့နော်ဒါကတော့ page of cards ပေါ့နော်ဒါကြည့်လိုက်တာနဲ့လူငယ်လေးတယောက်ဒါကိုဟိုအရင် ထဲတော့ lesson ဒီမှာပြခဲ့တယ်လို့ပဲပေါ့နော်သူရဲ့ဝတ်ထားတဲ့အရာကိုကြည့်လိုက်တာနဲ့သိတာတယ်လူငယ်စွာအပြည့်နဲ့လူငယ်တယောက်ပုံစံမျိုးသွားပြထားတယ်သူ့လက်ထဲမှာစုပ်ကင်ထားတဲ့ခွက်ထဲမှာလည်းခွင့်ရေးတွေအပြည့်ရှိတယ်ဒီမှာဒါလေးကိုပြထားတယ်သူလိုချင်တဲ့ဟာဒီရှိနေတယ်ဒါပေမဲ့သူကဘာလို့နေလဲဆိုတော့ခွက်ကိုကင်ပြီးတက်တောင့်တက်တာကြည်နေပြီမဲ့သူဟာရှိဆက်တိုးဖို့လိုအပ်နေတယ်ပေါ့အရှင်တစ်ခုကိုယူဖို့လိုအပ်နေတယ် သူ့မှာအကုန်ပြည့်စုံတယ်သူ့မှာစွမ်းအားရှိတယ်အခွင့်အရေးတွေရှိတယ်ဒါပေမဲ့သူလှုပ်ရှားမှုရှိဖို့လိုတယ်တဲ့ကဏအတီးတီးမှာသူတိုးတက်ဖို့ဆိုလို့ရှိရင်သူဟာရှေ့လှမ်းမှုလိုတယ်တဲ့ရက်နေလို့မဖြစ်ဘူးပေါ့နော်ဒီရဲ့အဲ့ဒီဟာရဲ့ပုံစံလေးကိုဒီကကညွှန်ဆိုတယ်ပေါ့ဒါကတော့ night of cast ပုံစံကိုကြည့်လိုက်ရင်သူရဲ့ကောင်းတယောက်က ခွက်ကလေးကိုကင်ပြီးတော့မြင်းကိုပုံမှန်လေးနဲ့တွားနေတဲ့ပုံစံမျိုးသူဟာမြင်းကိုဒုံဆိုင်ပြီးစီးနေတဲ့ပုံစံမျိုးမဟုတ်ဘောเนาะဒုက္ကမာတုံးကဒီသူရဲကောင်းဟာမြင်းကိုဒုံဆိုင်ပြီးစီးနေတဲ့ပုံစံမျိုးသူကကြတော့အေးအေးဆေးဆေးတက်တောင့်တက်တာတွားနေတဲ့ပုံစံမျိုးသူကပြရတယ်ပေါ့เนาะအဲ့ဒါကသူကဘာကိုပြောကျင်လဲဆိုဒီသူရဲကောင်းဟာသူ့ရဲ့အခွင့်အရေးတွေသူ့ရဲ့ရည်ချင်းတွေကိုစုပ်ကင်ပြီးတော့သူဟာသူ့ရဲ့လိုချင်တဲ့ အောင်မြင်မှုတွေသူလိုချင်တဲ့ပန်းတိုင်စီကိုသူဟာတက်တောင်းတက်တာနဲ့ဖြည်းဖြည်းချင်းသွားနေတဲ့ပုံစံမျိုးကိုသူကပြရတယ်ပေါ့နော်။ဘေကန်နာအတီးတီးမှမဆိုသူဟာအေးဆေးဆေးနဲ့ရှေ့ကိုမှန်မှန်လှမ်းနေတဲ့ပုံစံမျိုးကိုပြရတယ်။လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ဒီငွေကြေးမှာပဲဖြစ်ဖြစ်ဒီအချီးချီရမှာပဲဖြစ်ဖြစ်တက်တောင်းတက်တာနဲ့ရှေ့ကိုအေးအေးဆေးဆေးတလှမ်းချင်းသွားနေတဲ့ပုံစံမျိုးကိုပြရတယ်ပေါ့နော်။ yes or no မေးခွန်းနဲ့ပတ်သက်လို့ရှိရင်တော့သူက yes ကဖြစ်တယ်တဲ့ဘယင်းနေဘယင်းမကတ်ဒီလာပြီเนาะအဲဘယင်းနေဘယင်းမကတ်ဒီဆိုတာထုံးစံအတိုင်းပဲဘယ်နေရာမှာပဲဖြစ်ဖြစ်ဒုက္ခဓာကျေဓာမှာပဲဖြစ်ဖြစ်ခွက်မှာပဲဖြစ်ဖြစ်တုံးမှာပဲဖြစ်ဖြစ်ကျေမှာပဲဖြစ်ဖြစ်ပေါ့เนาะဒီဘယင်းနေဘယင်းမကတ်ဒီဆိုတာကဒါကကောင်းတဲ့ကတ်ဒီ yes ကတ်ဒီဖြစ်တယ်ကောင်းဆောင်ပိုင်းမှာနေထားမှာရှိတဲ့လူသားမျိုးတွေဖြစ်တယ် ငွေကြေးမှလည်းမပူမပင်မတောင်းမတနဲ့ကျွေးဝတဲ့အနေအထားတွေကိုပြရတဲ့ကပ်ဖြစ်တယ်လုပ်ငန်းကိုင်ငန်းမှလည်းအထက်အရာရှိတို့လူကြီးပိုင်းတို့အလိုဆုံးဖြတ်ချက်တွေချပိုင်ခွင့်ရှိတဲ့လူသားမျိုးအနေအထားမျိုးတွေမှာရှိတဲ့လူတွေဖြစ်တယ်အဲ့ဒါမျိုးတွေပြချင်တယ်ဒါကအမျိုးသမီးပါဝါကပ်ဖြစ်မယ်ဒါကအမျိုးသားပါဝါကပ်ဖြစ်မယ်ပေါ့ဒါကဒီလေးအုပ်စုစလုံးရဲ့ဘရင်နေဘရင်မတွေကတော့ဒီတိုင်းပဲပေါ့เนาะဒီကတ်တွေကြာရင်ကောင်းတဲ့ကတ်တွေဖြစ်တယ်ပေါ့ yes ကတ်တွေဖြစ်တယ်အဲ့ဒါကြောင့် ဒီကနကကတော့တခါလေးပြောလိုက်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီနေ့ဖို့တော့ဒီခွက်စလေးကပြီးသွားပြီပေါ့နော်ဟိုနေ့ကဒုတ်စလေးကဒီနေ့ခွက်စလေးကဆိုတော့ဒီနေ့ဖို့တော့ဆီယာမဒီဗီဒီယိုလေးကိုဒီမှာဒီမှာရပ်ပါပြီရှင်ဆက်ဆက်ရအစဉ်ပြေကြပါစီရှင်ဒီကောင်းချမ်းမှကြပါစီရှင်